မြမမြမချင်းတဲ့တို့ထဲခဲ့တဲ့တဲမှာလေမိတို့တွေကဖုံးစင်ကတ်ကိုတိန်လင်းဟိုတိန်လင်း90တန်စင်ကတ်ကို1500နဲ့လှုပ်ပေးခဲ့တာဦးတိန်စင်ကျေးဇူးတွေရှိတယ်ဆိုတော့စောက်ပေါ်တွေကလေတက်တက်ကိုရှိတယ်အဲ့ဒီဂျင်းကိုယုံတဲ့လူရှိသူအဲ့ဒီဂျင်းတွေကိုအခုထိလိုက်ထည့်နေတဲ့အောက်တန်းသားတွေကရှိတယ်အဲ့ကျမှမကြည့်ငါပေါက်ပါပြောကြည့်ပါ Oh no 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 ငါပေါက်ပြောပြီးရင်ငါပေါက်နဲ့စကားထပ်တူပြောတဲ့သူတို့ဘက်ကပဲနော်သူတို့ဘက်ကလူတွေကိုမောင်မောင်ဘာပြောလဲကြည့်ပါ အကုန်လုံးထောင်ထွက်တေးကြိုင်ပဲဖြစ်ပြီးမှာထောင်ထွက်တေးကြိုင်မြန်မာနိုင်ငံကြီးကိုစီးပွားရေးခဲလဲခိုင်းမှာဆိုရင်လေတိချက်မကဖိုးမှာပဲတိချက်မကဖြေအောင်မှာပဲထောင်ထွက်ဆိုတာကငပောက်ရဲ့ထောင်ကထွက်တိုင်းလူတယောက်ကတန်ဖိုးမဲ့သွားတာမဟုတ်ဘူးဒီလူတယောက်ကထောင်ထဲကိုဘာကိစ္စနဲ့ဝင်ရတာလဲအဲ့ဒီအပေါ်မှာတန်ဖိုးရှိတယ်နော်မင်းတို့အသင်းအဓမ္မနိုင်ငံရေးပြစ်မှုလုပ်တယ်ဆိုတော့နိုင်ငံကောင်းဖို့အတွက်သူ့ရဲ့ခံယူချက်နဲ့တူလုပ်တဲ့သူကို နိုင်ငံရေးပုံမှန်တွေတက်နှစ်ပေါင်း30 40 50 60 80 90, 90, 90မကြားဘူးတဲ့အရာတွေပုံမှန်မျိုးစုံတက်ပြီးတော့ဖမ်းပြီးထောင်ထဲထည့်လိုက်တဲ့သူကမင်းလိုအောက်တန်းစားတဲ့အများကြီးပြင်းပြတ်တယ်အဲ့တော့ထောင်ထွက်ဖြစ်တိုင်းလူဟာတန်ဖိုးမဲ့တာမဟုတ်ဘူးရှင်းလားနော်မင်းမေမင်းမေကိုမဒိန်းတဲ့ချင်းမင်းသမားကိုမဒိန်းတဲ့ချင်းဒီထောင်ထဲဝင်သွားဆိုရင်တော့အာဒီကောင်ကမဒိန်းမှုနဲ့ထောင်ကြတဲ့ကောင်ဒါဆိုရင်တော့မဒိန်းသမားထောင်ထွက်တော့ဆိုတန်ဖိုးမဲ့ချင်းမဲ့မယ်တိလားအဲ့တော့မင်းတို့ဘက်ကအဲ့ဒီ ကောင်နေပြောတဲ့စကားအမျက်ရှိတယ်အထောင်ထွက်တည်းရတက်အောင်ချုပ်တာဆိုဒေါ်အောင်ဆန်းစုကြည်ဦးဝင်းမြင့်အပါဝင် NND ခေါင်းဆောင်ပိုင်းတွေဟာထောင်ထဲဝင်ရတာဘာကြောင့်ဝင်ရတာလဲဟမ်မင်းတို့စစ်ခေါင်းဆောင်အဆက်ဆက်တဖက်မှာတက်လာတဲ့ဘယ်သူဖြစ်ဖြစ်မင်းတို့စစ်အာဏာရှင်စနစ်နဲ့ဆန့်ကျင်ဘက်ဒီမိုကရေစီဘက်အချမ်းမှာတိုင်းပြည်အတွက်လိုအပ်လို့เนาะယုံကြည်ချက်ရှိလို့တိုင်းပြည်ကိုတိုးတက်စေခြင်းလို့တိုးတက်တိုင်းပြည်ကိုသူများနိုင်ငံတွေလို့ဒန်းတူဖြစ်စေခြင်းလို့ အဲ့ဒီစိတ်နဲ့စနစ်တစ်ခုကိုအတက်တွင်းဖို့လုပ်တဲ့လူမှန်တမန်ကိုနီးမျိုးစုံပုံမှန်မျိုးစုံနဲ့တတ်မတရားဖန်ဆီးဒုက္ခပေးတပ်ဖြတ်ထောင်ထဲထက်အဲ့လိုထဲ့ခံရလို့ထောင်ထွက်ဖြစ်ကြတာလေသူတို့ဟာအဲ့ဒါတန်ဖိုးရှိတဲ့ထောင်ထွက်တွေမှတ်ထားငပောက်မင်းပညာမဲ့တဲ့အောက်တန်းစားမင်းဟာသိလားမင်းတို့လိုသူများကိုလမ်းပြမဲ့သူကဒလိုပေါက်ပန်း40အောက်တန်းစားစကားပြောမှတော့ဒီတိုင်းပြည်ဟာမပြတ်ပဲနေမလားဟမ်မင်းကတော့အောက်တန်းကြတာကောင်းမငပောက် စီဝါရေးလည်းမဒီတော့တက်တက်ခိုင်ပြီးတော့လုံးပါပြီ။ဒေါန်ဆန်းစုကြည်နဲ့ဒီပါတီမှာတော့သူတို့တော်အမဖြစ်တော့သူပြောခဲ့တဲ့စကားဦးစင်းတော့ရမ်းကြိုက်တယ်။ဘာပြောခဲ့ရလဲ။ဒေါန်ဆန်းစုကြည်ကတဲ့ကျမတို့ကတဲ့ဒေါန်ဆန်းစုကြည်ကဘောလုံးခွဲနဲ့ဘောလုံးခွဲနဲ့သူကဥပမာပေးပါတယ်။ဒေါန်ဆန်းစုကြည်ကတဲ့ဘိုးလည်းနောက်တန်းလည်းတူပဲတဲ့အလဲတန်းလည်းတူပဲတဲ့ရှေးတန်းလည်းတူပဲတဲ့တကွင်းလုံးကိုပတ်ကန်နေတော့ကျမတို့ကဘယ်နေရာနေရမှာလဲဘယ်နေရာကန်ရမှာလဲ။အော်မကန်ရလို့ဖြစ်တာပေါ့။ဟုတ်လား။တက်တက်ခိုင်က2015မတိုင်ခင်မှာ NLD တော့ဝင်လာတယ်။နော်တင်မြင်ရတက်တက်ခိုင် တိလာတိလာနေမယတက်တခိုင်ငပောက်ငါပြောပြမယ်နေမယတက်တခိုင်ရ2015မှာ LND လက်ဝင်လာတယ် LND အရှေ့ယုံဝါနဲ့လွတ်တော်အမှတ်ဖြစ်လာတယ်ဖြစ်လာပြီးတဲ့နောက်မှာ2016ခုနှစ်မှာရန်ကုန်တိုင်းဒေတာအစိုးရအဖွဲ့ကထမ်းမြင့်အဆောက်အုံတွေစောက်တဲ့ control လုပ်ငန်းပေါင်း200ကျော်ပိတ်သိမ်းခဲ့တယ်အဲ့ဒီထဲမှာမရန်ကုန်မြို့နယ်မှာရှိတဲ့တက်တခိုင်ရဲ့လုပ်ငန်းမှာပါဝါတယ်ဘာဖြစ်လို့ပိတ်သိမ်းတာလဲအထက်မြင့်အဆောက်အုံတွေထောက်တဲ့နေရာမှာတတ်မှတ်ထားတဲ့စံချိန်စံနှုန်းပြင့်ပြီးအောင်မဆောက်ပဲတဲ့ခိုးတဲ့ကုမ္ပဏီတွေကိုပိတ်တာ အဲ့ဒါကိုတတ်တက်ခံရမကျင်နဲ့လို့အဲ့ဒါကစပြီးတော့ NLD ကိုဖောင်းထုတ်တာဖောင်းထုတ်ပြီးတော့2020ရွေးကောက်ပွဲမှာနော်ဘယ်ရဆောင်ဝင်လဲဟမ်အဲ့ဒါအဖြေပဲအဲ့တော့ပြောချင်တာကကွာမင်းတို့ကဟိုဗစက်တက်ရှိရရှောက်ပြောတာစကားလားမင်းမင်းတို့ပဲအချမ်းမှာအဲ့လိုပဲလားငါကြည့်တာမင်းစောက်ပေါ်ကြီးကြားနဲ့ပြောချင်တာနဲ့စွပြောပြီးတော့ဟိုမင်းတို့မကြိုက်တဲ့လူနဲ့မတဲ့တဲ့လူမှန်တယ်ဗျမင်းတို့ဘက်ကမင်းတို့မင်းတို့ကတော့ပြခလေးတွေလိုပဲဟမ် မင်းတို့ဒီဒေါ်ဆန်းစုကြည်အပါအဝင်ဒီမိုကရေစီဘက်အချမ်းကိုမင်းတို့လုံးဝမကြိုက်ဘူးအဲ့တော့အဲ့ဒီဒီမိုကရေစီဘက်အချမ်းကိုမကောင်းပြောမဲ့လူမှန်တယ်မြတ်ဒီမင်းတို့အမှန်တရားဟုတ်တယ်မလားဟုတ်ပါတယ်အခုမင်းတို့ဖြစ်နေအဲ့လားပဲဟုတ်တယ်နော်ငါတို့ကြအဲ့လိုမဟုတ်စစ်တပ်ကို မကောင်းပြောတိုင်းငါတို့မှန်တယ်လို့မပြောဘူးဗယံမလာလှုပ်ပြီးစစ်တပ်ကိုမကောင်းပြောတိုင်းမှန်ပါတယ်မပြောဘူးမကောင်းပြောတဲ့အရာဒီတကယ်မကောင်းတာကိုမကောင်းပြောရမှာငါတို့လက်ခံတယ်သိလားအဲ့တော့မင်းတို့ဖြစ်နေတဲ့ပုံပြမယ်ဓမ္မကြီး မင်းတို့ပဲအချမ်းရမယ်နော်ကိုမောင်မောင်ပြောရတာနားထောင်ကမင်းဗီဒီယိုဖိုင်စုံးအောင်နားမထောင်ကြက်တွေသုံးလို့ဒါမှကိုမောင်မောင်ပြောတာကိုနားထောင်ကြည့်ပါငပမင်းနားထောင်ပါကိုသိန်းစိန်လက်ထက်ပေါ့နော်ကိုသိန်းစိန်လက်ထက်ကကြန့်ခိုင်ရေးပါတီက majority နဲ့နိုင်ပြီးတော့ကျွန်တော်တို့ဒီ2010ကနေစပြီးတော့အစိုးရဖြစ်လာတယ်45သိန်းလောက်ရှိတဲ့ဖုန်းတွေအလုံးက5 5သိန်းကိုရောက်သွားနောက်ဆုံးပြီး1500လမ်းစင်ကတ်တော့မှမင်းတို့ဝယ်သုံးနေရမှလားအဘသူကျေးဇူးတယ်ကိုသိန်းစိန်ကျေးဇူးတယ်ကိုသိန်းစိန်ကျေးဇူးတယ်လုံးဝဒါဘယ်လိုခေါ်မလဲဆိုတော့ အဲကြံ့ခိုင်ပါတီဘယ်လောက်ထိကောင်းတယ်လဲပေါ့အဲဒါတွေကသူတို့ပြောပြနောက်ထပ်ကားပေါ့ကားကလည်းအခုဆိုနောက်ဆိုကွာတရာဖို့နှစ်စီးဖြစ်သွားတယ်ကွာလေနော်အဲဘယ်လိုမှမဆိုတော့တရာဖို့နှစ်စီးဆိုတာသိန်းတရာလောက်နဲ့နေမှာနှစ်စီးလောက်ပဲစီးနိုင်တယ်ပေါ့ဟိုတုန်းကကားဒီစီးလွယ်တာမဟုတ်ဒါပြကျွန်တော်တို့ Land Cruiser စီးစီးဖို့ဆိုတော့3000ရအဲ့တော့ငွေ3000နဲ့တာမဟုတ်တာဒါတွေအားလုံးဘယ်သူကပိတ်ထားရလဲနော်ခင်ဗျားတို့ကျွန်တော်တို့ဖုန်းတစ်လုံး45သိန်းပေးသုံးနေရအချိန်မှာနိုင်ငံတကာမှာဖုန်းတစ်လုံးစင်ကတ်တကတ်ဖုန်းတစ်လုံးကဘယ်လောက်မှမရှိဘူးဒါဒီစကားကိုကျွန်တော်ပြောပြပြပါပြီနော် ဖုံးတလုံးဟိုစင်ကတ်တစ်ခု1500နဲ့ပေးလိုက်တော့သူများနိုင်ငံမှာစင်ကတ်တယ်မဟုတ်ဘူးလို့ဖုံးမှအလကားပေးသုံးလို့ရတယ်။စင်ရဖုံးစင်ကတ်ကောဖုံးဟန်ဟန်ဆက်ကောအလကားပေးလိုက်လို့ရတယ်။ဒါပေမဲ့ခုနကပြောသူရဲ့ဈေးကွက်မှာကြည့်။အဲ့တော့မတိအဲ့ချိန်ကမြန်မာပြည်မှာဒီ Nokia ဖုံးလို့ဟာမျိုးခါထိုးထိုင်းဟာဘောစီဟာဆောင်းဝန်းထင်ကြီးတာအဲ့လိုအဲ့လိုလားဖုံးထိုးထားလိုက်ခါရမဲ့လူတွေတပုံကြီးဟမ်ဖြစ်နေတာသူများနိုင်ငံမှာပဲခလေးကစားစရာအဆင်မရှိတယ် ကိုဘဝနိုင်ညနေတာတော့နိုင်ညမှန်မတိတဲ့ဘဝတွေငါတို့ကလူစင်မမီဖြစ်နေတာကို လူစင်မမီမှမတိတာဒီတော့ငါတို့လူစင်မမီအောင်ဘသူတွေလှုပ်ထားလဲဆိုတာစဉ်းစားဖို့ဆိုတာအဝေးကြီးနော်ဒီလူစင်မမီဘဝလေးရတာတော့ဒီကြက်ခံရေးပါတီအကောင်းလို့ပါဥပဒေကျေးဇူးရှင်ကြီးကြက်ခံရေးပါတီဟမ်အခုအေအာဝတီတိုင်းမှာချမ်ပေါပါတီကမဲဆက်စီယုံပွဲကိုမလာလို့တဲ့အုတ်ချုပ်ရင်မှုလှုပ်တဲ့ကောင်ကအဲ့ဒီမလာတဲ့အိမ်တွေကိုပတ်စံ၃တောင်းစီဒဏ်ရိုက်တယ် เนาะပတ်တန်3000စီဒဏ်ရိုက်တယ်ပြီးလို့ရှိရင်လက်ရှိတမ်ဖို့ပါတီအပဆိုစော်ကားတာလို့စစ်တပ်ကိုစော်ကားတာလို့အဲ့လိုစော်ကားတာဟာနိုင်ငံတော်ကိုစော်ကားရရောက်တယ်ထောင်20တော့ချခံထိမယ်လို့အဲ့ဒီအုတ်ကြီးမအေလိုးကချင်းချောက်တယ်ဟမ်အဲ့ဒီမအေလိုးတွဲရှင်စမ်းပါတယ်ဟမ်ဒလောက်တောင်တိုင်းပြည်ကစုပ်ပြက်နေတဲ့အချိန်မှာဒလုံမျိုးစကားမျိုးပြောဒါပေမဲ့ဒီကောင်တွေလှုပ်ခဲ့တဲ့လှုပ်ရက်တွေပြောခဲ့တဲ့စကားတွေကလက်တတ်မဖြစ်ပါဘူးတဖြည်းဖြည်းစိတ်ကြဘာလို့လဲဒါတွေကတော်လှန်ရေး ပြီးတဲ့နေ့ကျရင်အကုန်ပြန်လာမှာဒီတော်လိုင်းရင်ကာလမှာစစ်တပ်ကခိုင်းတဲ့မြောက်ကိုပြည်သူကိုဒုက္ခပေးခဲ့တဲ့အောက်ခြေအုပ်ကြီးစေအိမ်ကောင်းကအစပြစ်မှုအကုန်မြောက်တယ်နော်ဒါတွေဟာတက်တဲ့တက်ကရရှိလို့တော်လိုင်းရင်ပြီးရင်ပြန်တရားစွရင်အကုန်ရင်ဆိုင်ရမှာမပူနဲ့မပူနဲ့အဲ့ဒီချိန်ကျရင်ထောင်ထဲမှာတိုးချဲ့ပြီးစောက်ကမယ်တော်လိုင်းရင်အလွန်ကာလမင်းတို့ငါတို့တော်လိုင်းရင်ကိုမင်းတို့မနိုင်ပါစေနဲ့လို့လာဆုတောင်းအကောင်းပြောတာအုပ်ကြီးအုပ်ကြီးဆိုတော့ခနေ့ကပြောသလိုပေါ့တခုရှိတယ် အပေါ်ကခိုင်းလို့မလွန်ဆန်နိုင်ဘူးမလွန်ဆန်တဲ့စိတ်နဲ့လောက်ရတဲ့အုပ်ကြီးတွေတမျိုးเนาะကိုယ်ရွာမှာလည်းအဆင်ပြေအောင်ပြည်သူနဲ့အပေါ်ကိုလည်းကိုနေ့ကပြောသူ့ကိုမုံအေးနေอยู่အောင်ပေါ့စသဖြင့်ဒီလိုမျိုးနေပေးတဲ့အုပ်ကြီးတွေကြတော့ဒါကတော့ဟိုထွင်းချက်အနေနဲ့နားလည်းပေးလို့ရတယ်အပေါ်ကခိုင်းလိုက်တယ်အဲ့ဒီခိုင်းလိုက်တဲ့ဟာလည်းဆယ်စားလောက်အောက်မှာပြန်ရုပ်မှလည်းកောင်မျိုးတွေမပူနဲ့ဒီကာလမှာအေးယူလို့မရရင်တော့တော်နိုင်အလွန်ကာလကြရင်ကြည့်လိုက်ဒါကြောင့်မလို့ရွာလူရွာသားတွေအနေနဲ့ကြည်ထားပါ ကိုယ်ရွာမှာရှိတဲ့ဘယ်အုပ်ကြီးကဘလို့ရာဇဝမှုမြောက်တာကိုဘလို့လုပ်ထားတယ်ဘလို့တည်မှမှုမြောက်တာကိုဘလို့ကျူးလွန်ထားတယ်ခမားတို့စုစောင်းမှာတက်တယ်ပဲတက်သေးတာစုထားလိုက်ကျင်းနေရမရစရာအကြောင်းမရှိဘူးနော်အဲ့ဒါအဲ့ဒါလေးကိုတိဖို့လိုတယ်ကိုညမာပြီမှာရှိတဲ့ပြည်တွင်းမှာရှိတဲ့လူတွေအားလုံးကဒီကလာမှာဘာမှပြောရရင်မရှိလောက်ကန်ရင်မရှိအလိုနေနဲ့ကြောက်နေရတဲ့ဘဝတွေဒါပေမဲ့ကြိတ်ထားစုထားနော်လာပါမယ် အဲ့အလောင်းပါမိတွေပိတ်ထားတာလေပိတ်ထားတာဒီဆိုးရမပိတ်ထားဒီဆိုးရပြန်တက်လာဒီဆိုးရပြင်ပြလာဒါဦးသိန်းစိန်နဲ့ကြန့်ခန့်ကြီးကအရန်ကြီးတော်သွားတာလားဟုတ်တယ်တော်တယ်အင်းကိုမောင်ကခင်ဗျားလည်းခင်ဗျားပြောပြန်တော်တယ်နေပြည်တော်ကြီးစောက်ပေးထားတာမှကြမ်းခင်ဗျားတို့စော်ကောင်းမလားဟမ်စစ်တပ်ကစောက်ပေးအဲ့ဒါကျေးဇူးရှင်တွေလေဟာမြန်လန်းကြီးပောက်ပေးထားတာမှဝက်လီးလိုပဲဒီမှာမြန်လန်းဟမ်ဒူ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 ဖြစ်နေတယ်ဟာအဲ့ဒါခင်ဗျားတို့စစ်တပ်ကစောက်ပေးထားတာလေဟမ်ကျေးဇူးရှင်သူတို့ကိုယ်တိုင်ပြောထားတာမင်းသိမလားငကောဆိုအဲ့ဒီ ဖွတ်တယ်မထွက်ထွက်ပြောမတူဘူးလားတိုင်းပြီးလွတ်တော်ကြီးတွေစောက်ပေးထားတာအာဂျေဆုရှင်နေမှသူတို့အဲ့လိုမျိုးမတူကျွန်တော်ထင်တယ်သူတို့မယားတွေဖာခံပြီးစောက်စောက်တာအောင်မေးလို့ဟုတ်တယ်လေဂျေဆုရှင်ဆိုတော့ဒါတိုင်းပြီးငွေတော့မဟုတ်မှာမဟုတ်ဘူးတိုင်းပြည်ကစင်းရဲနေတော့စစ်ဖို့ကြုံမယားတွေအကုန်စုလာဟဲ့ဘုဂတော်မြတ်ဖာယုံပွဲအဲနဲ့ဖာဖွဲ့ကြီးဆိုပြီးတော့အဲဖာယုံကြီးစောက်ပြီးတော့လာချနေတဲ့ကောင်လာချနော်ရမငွေထက်ငါတို့နိုင်ငံအမြန်လမ်းကြီးစောက်ဖို့ငါတို့စင်းကတ်တွေကို၄၅၀၀အောင်၁၅၀၀ရအောင်လုပ်ဖို့ ဟုတ်လားအဲအဲ့လိုမျိုးလုတ်ခဲ့တာဖြစ်မယ်ဟမ်တန့်ဖို့ကအဲကတော်တွေနဲ့အဲ့ဒီစစ်ဘိုးချုပ်ကတော်တွေအတူတူပါတန့်ဖို့ကတော်စစ်ဘိုးချုပ်ကတော် အတူတူပဲဟာယူဟုတ်လားစစ်ဘိုးချုပ်ကတော်တွေဆိုတော့နည်းနည်းဒီကောင်တွေကဟိုနေနေပေါ့တောက်တောက်ဖျက်ဖျောက်ကြီးတွေပေါ့နော်ရေစင်းကားတွေကိုကောက်ထားတာဆိုတော့ဟုတ်တယ်မလားအဲအဲ့အဲ့လားဖြစ်လို့သူကဖာခပူရတယ်လေကျုံးကြီးနှစ်ကောင်တွေများတော့ကတော့ပါဗျာကြည်နေတဲ့တွေဟုတ်တယ်မလားအဲ့ဒါဆိုယေရှုရှင်တို့သူတို့သတ်မှတ်တာလေအမ်မြောက်ကားကဒီကားတစ်စီးတစ်စီးရဲ့ တန်ဖိုးအထူးကဈေးကြီးနေအကညာနာလိုင်စင်အရေးကြီးနေရလေဒီလိုင်စင်ဖြေလျှော့ပေးလို့ရှိရင်ဘယ်အစိုးရမှမစလုံနိုင်နဲ့အဲ့နာပဲသူများနိုင်ငံမှာကားစီးစီးတာဘာမှထူးဆန်းတဲ့အရာမဟုတ်ဘူးလေဗျာခိုင်းမှာအခုပတ်စံလေး၄ငါးတောင်းရှိလို့ရှိရင်လော့ကင်နေစီးတော့ဝယ်စီးလို့ရပြီလေဟုတ်တယ်မလားအေးကိုကကောင်းကောင်းစီးမယ်ဆိုရင်တော့ဈေးကြီးရင်ကြီးမှာပေါ့ဘာထူးဆန်းလဲအချိန်ကတော့ဒီမှာအစ်င့်အောင်မှာပတ်စံ၄ငါးတောင်းစုမနိုင်ဘူးလားစုနိုင်တယ်လေဟုတ်တယ်မလားဟုတ်ကြံခိုင်ယူကျွန်တော်တို့ထိုင်ကြတော့နေရအောင်ပါလားဘာလို့ပိတ်ထားတာလဲ နားဖာပိတ်ထားတာလေနိုင်ငံအေဂျင့်သားဖွင့်ပြီးကောင်စီကပိတ်ထားတာ तू ပိတ်ထားတာ तू ပြန်ဖွင့်မိတာလေအဲ့လေအဲ့ဒါကြီးကကြန့်ခိုင်ရေကျွန်တော်တို့ကထိုင်ကြော့နေအောင်ငါကြော့ရမယ်သူတို့ကကြော့မသူတို့ကျေးဇူးရှင်သားဖြစ်ရှင်တာမယုံရင်မေးကြည့်ပါလားဟုတ်လားအဲ့တခြားကိစ္စတွေရှိသေးတယ်ဗျာတခြားလုံးမြောက်ရေးကိစ္စတွေဒါအရင်ကလည်းဒီပုံကိုတွေကပိတ်ထားပြီးဒီပုံကိုတွေကပြန်ဖွင့်ပြီးတာအဲ့သူတို့ပိတ်ပြီးသူတို့ပြန်ဖွင့်တာကိုရှိသေးတယ်နိုင်ငံရေးအကျဉ်းသားတွေသူတို့ကိုယ်တိုင်မတရားပုံမှန်တွေတတ်ပြီးဖမ်းတယ်သူတို့ကိုယ်တိုင်ပြန်ပြီးဖြုတ်ပေးတယ်အာလူငယ်ချမ်းသာဝင်နဲ့လွတ်လိုက်တယ်အမလေးကျေးဇူးတင်လိုက်တာအမလေးမတိရကောင်ကျေးဇူးတင်နေနော်ဖမ်းတာဘလူဖမ်းတာလဲမပြောသူတို့ဖမ်းတာလေး လွတ်တာဘယ်လိုလွတ်တာသူတို့ပဲလွတ်တာအော်ဟေးဂျေဆုတင်တာအေးဂျေဆုတင်တယ်အေးဂျေဆုတင်ပါတယ်လို့နော်သူတို့ဂျေဆုတင်ကိုလည်းဂျေဆုတင်ပေးလိုက်ဘာလို့အဲ့ဒီအတန်းစားကိုတော့မငင်းနဲ့တော့ဗလီကုန်းနဲ့လေတော့ငင်းလို့ဒီလိုပြောပြီဆိုတဲ့အဲ့ဒီအတန်းစားရဲ့ခေါင်းတီးနေဆိုတာတိသွားပြီတော့မငင်းနဲ့တော့လွတ်ပေးထားလိုက်သူတို့ကဂျေဆုရှင်ဆိုအေးဂျေဆုတင်ပါကောင်းမယ်နော်လို့ပေးလိုက်အစင်းပိတ်တက်ပေးလိုက်သိလားအဲ့လိုမျိုးတော့မသားနဲ့ဟိုကိုဂျင်းနဲ့မသားနဲ့တနားနဲ့မတနားနဲ့ တို့ကကြံ့ခိုင်ရေးကအញ្ញတော်ပါဆိုတာမဟုတ်သေးဘူးလေကျွန်တော်တို့ဖုန်း55သိန်းပေးသုံးနေတဲ့အချိန်မှာခင်ဗျားတို့ထိုင်းမှာနေဘူးသိပါလိမ့်မယ်နော်ဖုန်းတလုံးလုံးဘယ်တော့မှမရှိပါဘူးအဲဒီတော့ကဒီက license နဲ့လုတ်ပိုင်ခွင့်နဲ့နော်နိုင်ငံတော်ချမှတ်ပြီးတာပါမစ်ကအញ្ញရေးကြည့်ဒီပါမစ်ကတို့လက်ထက်ရတို့ပြန်ဖွင့်မင်းရတယ်ပိတ်နေရနော်ကားတစီးဘယ်တော့မှမရှိဘူးအဲဒီတော့ကျွန်တော်တို့3500နဲ့ပေးစီနေတဲ့အချိန်မှာနိုင်ငံတကာမှာကားစီအဲ့လိုမရှိဘူးမိုက်အော်တမယောက်ပေါ်ပါမစတော့စွန့်ပြတဲ့ကားတော်မှာကျွန်တော်ဆိုဗျာကျွန်တော်ကျွန်တော်ကားဆိုအလကားပြလိုက်တာအောင်ရှိတယ်။ဆိုင်ကလည်းအလကားပြလိုက်အောင်ရှိတယ်။အဲဆိုလို့ကျင်တာဗျာ အဓိကအရေးကြီးတာကပါမစ်နဲ့နော်ဒီပါမစ်ကဘာလို့ပိတ်ထားလဲနော်အဲ့တော့သူဆိုလို့ကျွန်တော်ကဗျာအရန်ကြီးလည်းကြံ့ခိုင်ရမညွန်းပါနဲ့နော်မတော်ဘူးလားဆိုတော့တော်ပါလေလုံးရေကန်ရရှိပါတယ်ဒါမှလည်းဟိုတစ်ဖက်စွန်းကြီးအားပေးတဲ့ဒီလိုမျိုးပေါ့သူတို့ပိတ်ထားတော့သူတို့ပြန်ဖင်ပြတာတော့ဘာမှလုပ်နေအခုလိုပြောထားပါတော့အခုဆိုလို့ရှိရင်ဒါဥမင်း online ဒါစစ်တပ်ကပိတ်တာစစ်တပ်ပုံကိုကြံ့ခိုင်နေရောက်လာမယ်ကြံ့ခိုင်နေရောက်လာခါမှာအရေးကပိတ်ထားတဲ့ပါမစ်တွေလုတ်ပိုင်ခွင့်တွေအားလုံးသူတို့ပြန်ဖွင့်မိမယ်လေသူတို့ပိတ်တာသူတို့ပြန်ဖွင့်မိတာလေဒါအချီးကျူးစရာလားဒါလည်းရှိသေးတယ်အောင်နော် ။ဘာကြောင့်မဖွင့်လို့လည်းမရဘူး။အခြေခံဥပဒေအရအုပ်ချုပ်တဲ့အချိန်မှာစစ်ဥပဒေနဲ့အုပ်ချုပ်တာကြံနေတယ်နော်။အခြေခံဥပဒေအရဒီလိုတွေကဒီခွင့်ရရအောင်ရမယ်။ဖွင့်ပြရမယ်။စင်ကတ်တယ်။နိုင်ငံကမလီလိုဝယ်လို့ရတာ။ဒါပါမစ်တွေချလိုက်တာပေါ့နော်။ဈေးပြိုင်စနစ်တွေနဲ့ဟိုလုတ်ခွင့်တွေပြီးနေပြီလေ။အဲ့တော့သူတို့တက်လာအချိန်မှာကိုုံကပိတ်ထားသူတို့ပဲပြန်ဖွင့်ပြတာ။ဒါနဲ့ပတ်သက်လာရင်တော့ခင်ဗျားတို့နှစ်ဖက်ကြည့်စေချင်တာပါကျွန်တော်လည်းပြောချင်တာနော်။ကဲအရေးကြုံငပောက်ကြားတယ်နော်ကိုမောင်ပြောရတာ။ तू မင်းတို့ကငါမေးချင်တာကစကားတခုံးကိုပြောပြောတော့မယ်ဆိုရင်အမှားအမှန်ကိုပြော။ အခုငပေါ့မင်းတို့ကမေးနေတာကိုမမောင်ပြောရတဲ့စကားမှားလားမှားလားမှန်လားအဲ့ဒါကိုအရင်ပြောပြီးမှမင်းတို့ပြောချင်တဲ့ဗျာမလားစကားကိုပြောမှားတယ်မှန်တယ်နှစ်ခုပြောသူပြောတဲ့စကားမှားလားမမှားဘူးနော်မမှားဘူးဆိုရင်မင်းပြောတဲ့စကားပါလေဖားဆန်းတာအဲ့တော့ရွှေကြငပေါ့တိလားမင်းကနာမည်ပေးလိုက်မယ်တိလားငပေါ့မင်းကရွှေကြငပေါ့နော်အရေးကြုံရွှေကြငပေါ့အဲ နာမည်ရပြီစောင်းလှတာကွာနာမည်လေးဘာဖြစ်လဲရွှေကြံငပေါ့ဟေးတိလားမှတ်သွားတော့ငပေါ့တွေ့တယ်မလားအဲ့တော့တားကြီးမညွန်းနဲ့နော်မင်းအမဲ့လင်းနေကိုတားကြီးဘုံမမနဲ့မင်းကမတဲ့အစင်မို့မင်းကဟိုဘလုံးပထွေးဖြစ်နေပြီဆိုတော့မင်းကအလုံးလိုက်ငုံပြီးတော့လက်ချောင်းမှတွားဆို့နေတဲ့အစင်ဖြစ်ပြီတိလားမင်းစင်ကအဲ့လိုဖြစ်နေပြီဘလုံးပထွေးဖြစ်နေဝဝဖြစ်နေပြီတိလားအဲ့တော့ပြောချင်တာကဒီနေ့ခေတ်ကြည်သူတွေဟာနော်အတ္တိတရားတွေကအရင်ခေတ်လို့မဟုတ်တော့ဟိုအရင်ခေတ်စစ်ဒီနာဖာတို့ ခစ်အချိန်မှာအိမ်တိုင်းတော့ radio လူတိုင်းမဝင်နိုင်ဘူးအဲ့ဒီခစ်မှာကတော့မင်းတို့ပဲမြမအားသာကဘာကိုလွှမ်းမီးတို့အားဘာဖြစ်တာညမစသဖြင့်ပောက်ကြီးကစောင်းမုတ်တွေတက်နော်ပြောချင်တာလေးပြောနှုတ်ချင်တာတလွဲ့နှုတ်ကျဆူပင်ဆိုင်ပြီးတော့ဒီဇယ်ထုတ်လို့ထုတ်ဗယံပလာတွေလှုပ်လို့ရတဲ့ခက်ကအဲ့ဒီခက်မှာကဆက်သွဲနီးပညာတွေကဘာနဲ့ကဘာဆိုတာရွာကြီးမဖြစ်သေးဘူးသူများနိုင်ငံတွေဘလို့လှုပ်နေတဲ့အချိန်နဲ့တပင်းကြီးမတိနိုင်ဘူးเนาะအခုဒီနေ့ခက်မှာပြည်သူအများစုကပြည်ပနိုင်ငံတွေထွက်ကြပြီး နိုင်ငံတကာအမြင်တွေရှိတယ်သူများနိုင်ငံမှာဘယ်လိုစနစ်တွေအုပ်ချုပ်တယ်သူများနိုင်ငံသားတွေဘယ်အဆင့်တန်းနေရတယ်သူများနိုင်ငံမှာမွေးတဲ့ခွေးတောင်မှဘယ်လိုမျိုးအခွင့်အရေးတွေရလဲငါတို့နိုင်ငံမှာမွေးတဲ့လူဟာသူများနိုင်ငံခွေးလောက်တောင်အခွင့်အရေးမရဘူးအဆင့်တန်းမရှိဘူးဒါတွေဟာဘာကြောက်လဲငါတို့နိုင်ငံအုပ်ချုပ်တဲ့ကောင်တွေရဲ့ရုပ်မာမှုဆိုတာပြည်သူအများစုကကောင်းကောင်းသိတယ်အဲ့ဒီအတွက်မင်းတို့လူရမဝင်ဖြစ်နေတယ်အဲ့တော့အဲ့တော့လူရမဝင်နေမင်းတို့ကဘာဖြစ်လဲဆိုတော့လူရမဝင်နေမင်းတို့အခုကိုမမောင်တော့လူ အမှန်တရားကိုလက်မခံလာပဲနဲ့လူရမဝင်နေပေါက်ခဲ့ရပြောကြီးပေါက်ခဲ့လို့ပြီဆိုမင်းတို့တဖြည်းဖြည်းနဲ့မင်းတို့တန်ဖို့ကဘာဖြစ်လဲအေးเนาะအဲ့တော့လောလောဆယ်မင်းကပွဲတစ်ခုထပ်ပေးလိုက်တယ်မင်းတို့ကပွဲရရင်တအားကြိုက်တယ်မလားဟမ်ဟုတ်လားမလားမင်းတို့ဝီရတူတော့မှပွဲရပြိုင်နေဟုတ်လားမလားအေးအဲ့လိုပဲမင်းနဲ့ငါပဲရွှေကြငါပေါ့เนาะနောက်နောက်နောက်မှတ်ထားနော်ကျွန်တော်ဒီကနေတခါတည်းချင်ညာပါတယ်ငါပေါ့နဲ့ပတ်သက်လို့နာမည်ရေးတာပဲဖြစ်ဖြစ်နာမည်ခေါ်တာပဲဖြစ်ဖြစ်ဘာပဲလုပ်လုပ်ပါဟိုဘက်ဒီဘက်အကုန်လုံးအစ်မ ငပေါက်အနောက်ကဂွင်းဆောင်ဂွင်းမိတ်ရွှေချာထဲ့ရင်တဲ့မထဲ့ရင်အရှိရနေခေါ်လာပူအဆင်ပြေတယ်အရေကြုံရွှေချာငပေါက်မင်းပါလာဇီကအရေကြုံရွှေချာငပေါက်လှရတော့နာမည်လေးကပါလာဇီကအရေကြုံရွှေချာငပါလာဇီကမပါလို့မရဘူးဘာဖြစ်လို့ဆိုတော့ယဟန်နဘာဟာပါလာဇီက၄ပါးကြဝိုင်းဘယ်တော့မှယဟန်မဖြစ်တော့ဘူးအဲ့တော့ငပေါက်ကိုမေးကြည့်လိုက်ပါငပေါက်ဟာပါလာဇီကကြလားမကြဘူးလားဆိုတော့သူ့ကိုသူမေးကြည့်လိုက်အဲ့ကောင်ပေါ်ဖြေးလားလို့ ငါပါလာစီကကြာမဟုတ်ကငါဟာယဟန်စစ်တယ်လို့တိတ်ခရှိရှိပြောရလားအဲ့ကောင်မပြောရဘူးငါပေါက်ကကျွန်တော်နဲ့အသက်တူတူပဲတိလားအရေးဂျုံပြီးတော့လိန်ညာစားနေတဲ့လူလိန်တိလားအဲ့တော့သာသနာဖြစ်လူလိန်အစ်င့်မရှိတယ်ဒီလိုကောင်မျိုးတွေကတက်ဆိုးမကြောက်မပုံမယူကြည့်လိုက်နော်အဲ့တော့ရွှေချငါပေါက်တော့ကတော့ပြောလိုက်ပါမှကိုမမောင်စုံးမသွားတဲ့ဩဝါဒလေးကိုခံစားသွားပါလို့နော်အဲ့တော့ပထွေးတွေကိုအမောမတင်တဲ့တိုင်းမျိုးဖြစ်နေတဲ့လူတွေကိုဘာဖြစ်လဲတိုင်းပြည်ရဲ့ကျေးဇူးရှင်လို့ပြောလို့ပြော တိုင်းပြည်ကိုကောင်းစေခြင်းလို့စနစ်တစ်ခုတည်ဆောက်နေတဲ့လူတွေကိုအကျံဖက်လို့ပြောလို့ပြောတပုံတမျှလို့ပြောလို့ပြောနော်အဲ့တော့အဲ့ဒီခက်ကိုထားပစ်ခဲ့ပြီးတော့လို့နော်ရွှေကြားဆိုတဲ့နာမည်ကိုအမည်ပေးပြီးကင်မွန်းတက်လိုက်ပါတယ်လို့